ဲ့တော့မိဘကျေးဇူးအကျေးဆိုင်ကြီးဆိုတဲ့ဆောင်းပါကူးယုံမယ်ပေါ့လုံးလုံးပေါင်းလုံးကြည့်ပါတဲ့တော့သဘောပေါက်ပြီနော်အဲ့တော့မိဘကျေးဇူးအကျေးဆိုင်ကြီးဆိုတော့မိဘကျေးဇူးဟာဆက်လို့ကြည်နိုင်သလားမကြည်နိုင်ဘူးလားကြည်နိုင်ပါလေဘယ်လိုဆက်ရင်ကြည်တာတော့ဘယ်လိုနည်းနဲ့ဆက်ရင်ကြည်တာတော့ပါတယ်လူဆိုတော့ခုနကတည်းကဟောခဲ့တဲ့ရှေ့ရစကားနဲ့ကြည့်ရင်ကိုသိပြီလေ ်။ဆရာဘုရားမိဘကျေးဇူးနှုတ်နှလုံးပေါင်းလုံးကျေးတယ်ဆိုတာကဓမ္မနုယီတိုက်ကျွေးလို့ကျေးတယ်ဆိုတော့အဲ့ဒီအဖြစ်ပြက်ကလေးအဲ့စာသားလေးကြည့်လိုက်မယ်ဆိုရင်ကိုကလည်းကိုမိဘကိုဓမ္မနုယီတိုက်ကျွေးမယ်ဆိုရင်မိဘကျေးဇူးမကျေးနိုင်ဘူးလား။ကျေးနိုင်နေတာရှိတခွန်းနဲ့ရှင်းရှင်းလေးပြောတာပေါ့။ဗန္ဒနာရက်ကနေမရှင်အာနန္ဒတော်မဟာမုနေဆိုတဲ့ပါဠိတိုင်းပြောမယ်ဆိုရင်တော့ကိုအဖေကိုအမေကိုမိဘကိုတန်မြာဝဆင်းရဲကလွတ်မြောက်အောင်တဲ့ဤတဖုံအချင်းကိုကြီးဆန့်ရှောက်ပြီးရင် မိဘကျေးဇူးကြည်တယ်ကိုဖေကိုမေကိုမိဘတန်တရားဝိစင်းအောင်လွတ်မြောက်အောင်လုပ်ပေးပါစေကိုကိုယ်တိုင်ကလည်းတန်တရားဝိစင်းအောင်လွတ်မြောက်လုပ်ခြင်းနဲ့စိတ်ရှိဖို့မလိုဘူးလားကိုကိုယ်တိုင်ကတော့တန်တရားလက်ချောင်းလုပ်ပြီးလုပ်နေပြီးတော့ကိုမိဘကြမှာတန်တရားကလွတ်မြောက်အောင်လုပ်ပေးမယ်ဆိုတော့ဖြစ်ပါမလားကိုကတော့လုပ်ခြင်းအလုပ်ပြောခြင်းအပြောဖေတရားစခန်းဝင်မှာအမေတရားစခန်းဝင်မှာဆိုတော့ဝင်မှာမလား ကိုကိုနိုင်ငံလေးတရားစခန်းဝင်ရေးသားဝင်တရားတွေအားထုတ်တရားလို့လုပ်နေမှာကိုမိဘကိုလည်းတရားလို့လုပ်ဖို့တိုက်တွန်းရတာတဘာဝကြမှာပေါ့အဲ့တော့မိဘကျေးဇူးအကျေးဆန်းနီးအဲ့တော့နှုတ်နှလုံးပေါင်းလို့ကြည့်တယ်ဆိုတော့အမေဘောမှသာနှုတ်နှလုံးပေါင်းလို့ကြည့်တယ်အဖေဘောကြတော့ကျေးဇူးကြီးကြံသေးတာတွေးနေဦးမယ်နော်ညဆောင်ပြားရဲ့သမဲတော်ကြီးနာမကျတော့ဘသူတဲ့တုံးသုတ်သုတ်ဒေါရဏမင်းကြီးသုတ်ဒေါရဏမင်းကြီးကဘာဖြစ်သွားတာတုံးရဟန္တာဖြစ်သွားတယ်ဘယ်မှာဖြစ်သွားတာတုံး ပလင်မမဘဲပလင်မမတော့အဲ့ဒါဌိနန်းထဲမှာပဲဌိနန်းပလင်ရာဇပလင်ပေါ်မှာပဲယဟန္တာဖြစ်သွားတာအဲ့တော့အဖေကိုခမဲတော်ကြီးကိုလည်းယဟန္တာဖြစ်အောင်ဓမ္မနုရီတိုက်ကျွေးလိုက်ပြီဆိုတော့အဖေပေါ်မှာရောကျေးဇူးကြီးကြံသေးလားအမေကတော့နုံနှလုံးမလုံးကြည့်ရပြောတာအဖေကတော့ဘာဘာနှလုံးမလုံးကြည့်ရပြောမလို့ အမေကြတော့လက်ယုံနှစ်ဖက်ဖို့လုံးကြည့်တယ်ပြောရမှာပေါ့အမေကြတော့အမေနှုတ်ဘူးလို့မပြောဘူးလားအမေနှုတ်ဘူးဆိုတော့အဖေကြတော့အဖေချွေဘူးပေါ့အမေကလည်းဘုရားချွေချိန်မှကြအောင် စီဝါတွေရှာပြီးတော့ကိုယ့်ကို ပြုစုဆန့်ရှောက်ခဲ့တာမဟုတ်ဘူးလားအဲ့ဒါဆိုတော့အဖေချွေဖို့တွေမရှိဘူးလားအမေနှုတ်ဘူးလို့ပြောလိုက်တော့အမေနှုတ်ဘူးပဲတတိယတဲ့အဖေချွေဖို့ကြတော့ သိမရတော့အဖေမှချွေးနေတာအဖေချွေးကြတာကိုမမမြင်ပဲအဖေကလုတ်ခွင်မှာလုတ်တွေကျိုးစားပြီးတော့ကိုကအိမ်မှာပဲနေကြောင်းသွားလိုက်နေဆိုတော့အဖေချွေးကြမှာမသိဘူးလေအဲ့တော့အဖေချွေးအမေနှုတ်ကိုလည်းဆက်ဖို့လိုသလိုအဖေချွေးကိုလည်းဆက်ဖို့လိုတာပဲအမေနှုတ်နှလုံးကိုလည်းကြည်အောင်ဆက်ဖို့လိုသလိုအဖေလက်ယုံနှစ်ဖက်ကိုလည်းကြည်အောင်ဆက်ဖို့လိုတာပဲလက်ယုံနှစ်ဖက်နဲ့ကျိုးစားပြီးတော့ကိုကိုလူလားမြအောင် ပြုစုဆောင်ရှောက်ခဲ့ရတာပါအဲ့တော့အမေကိုလည်းသရမန်ဖြစ်အောင်ဓမ္မနှုတ်ကြီးတိုက်ကြည့်အဖေကိုလည်းယဟန္တာဖြစ်အောင် ဓမ္မနုယိတကြီးအမိကြတော့သတ္တမန်ဖြစ်အောင်လုပ်ပေးတယ်ဖိကြတော့ယဟန္တာဖြစ်အောင်လုပ်ပေးတယ်မြတ်စွာဘုရားအဖေပိုချက်သလားမသိဘူးနဲ့လည်းတွေးမနေနိုင်ဘူးနော်ဟုတ်လားသူကံနဲ့သူပဲသူပါရမီနဲ့သူပဲအမိကသတ္တမန်ဖြစ်လောက်အောင်ယုံမယ်ပါရမီရှိသေးတော့သတ္တမန်မဖြစ်တာပေါ့အဖေကယဟန္တာဖြစ်လောက်အောင်ထိပါရမီရည်ညံ့ပြီးတာဆိုတော့ယဟန္တာပါဖြစ်သွားတာပေါ့ကိုယ်ဖေကိုမေကျေးဇူးဆိုင်တဲ့ဓမ္မနုယိတကြီးမယ်တရားခေါ်မယ်တရားအပြီးပေးမယ်ဆိုပြီးတော့ကိုပေးကြတယ်ပြီလို့ဖြစ်ပါမလား အမေပါရမီအမေကုသိုလ်အမေဓာတ်ခံနဲ့ထိုက်တန်ယုံအမေအဖေပါရမီအဖေကုသိုလ်အဖေဓာတ်ခံနဲ့ထိုက်တန်ယုံမိဘရဲ့ဓာတ်ခံမိဘရဲ့ပါရမီနဲ့ထိုက်တန်ယုံမဲ့ကောကျေးဇူးဆက်လို့ရမှာအဖေမိသောတာပန်မဖြစ်တဲ့နဲ့ပဲစိတ်ညစ်နေကြမလို့သောတာပန်မဖြစ်ဖြစ်မိဘမောင်းလို့ဖြစ်ပါမလားတချို့ကမိဘအတင်းမောင်းတဲ့လူရှိသေးတယ်လေအားမလို့အားမရနဲ့အဲ့ဒါမိဘကျေးဇူးအကျေးဆန်းနေမြတ် မိဘကျေးဇူးအကြီးဆက်ရတဲ့ပဒနာမြတ်စွာဘုရားရှင်ဟာစံပြပါပဲအမိကျေးဇူးလည်းပဲဆက်ခဲ့ပါတယ်အဖေကျေးဇူးလည်းဆက်ခဲ့ပါတယ်ဟိုဘုရားသားတော်တန်ခါတော်ဒီသုဝနာသမသုဝနာသမဇတ်တော်ကြီးခေါ်တာကအမိမိဘကျေးဇူးဆက်တဲ့ယဟန်တော်တစ်ပါးအကြောင်းပြုပြီးခေါ်တာနော်အဲ့ဒါလေးတော့တရားဆရာတော်ကြီးခေါ်ကြမှာပေါ့ခေါ်လေခေါ်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒါမိဘကျေးဇူး ြေတယ်အများကြီးလူတွေပြောကြတာကမိဘယေရှုဆိုတာဆက်လို့ဘယ်လိုနည်းနဲ့မှမကြေနိုင်ဘူးမြတ်စွာဘုရားကိုရောနိုင်ငံဟောထားတယ်မိဘယေရှုဆိုတာဆက်လို့မကြေနိုင်ဘူးလို့ဟောထားတယ်လို့ပြောနေရှိကြတယ်မိဘယေရှုဆက်လို့မကြေနိုင်ဘူးလို့မြတ်စွာဘုရားလုံးဝဟောမထားပါဘူးလောကမှာပုဂ္ဂိုလ်နှစ်ယောက်ရှိပါတယ်မြတ်စွာဘုရားပါဠိတော်ထိုင်ရဲ့ပေါ်လေးမြန်မာလိုပဲပြန်ပြရမှာချက်သားချက်သမီးတို့လောကမှာပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့ယေရှုဟာကြည်အောင်ဆက်ဖို့မလွယ်ဘူး လွယ်လွယ်နဲ့ကျေးဇူးဆက်လို့မကြည်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကအဖေနဲ့အမေကိုယ့်ရဲ့အဖေရင်အမေရင်ကိုယ့်ရဲ့မိဘရင်ချာပဲနာတုပ္ပတိကာရံဝဒာမိဒီပါဠိလေးကိုပဲမိဘကျေးဇူးဆက်လို့မကြည်ဘူးမကြည်ဘူးနဲ့ပြောကြတာနာတုပ္ပတိကာရံဝဒာမိတုပ္ပတိကာရကျေးဇူးဆက်လို့မကြည်ဘူးလို့ပြောတာမဟုတ်ဘူးကျေးဇူးကြည်အောင်ဆက်ဖို့မလွယ်ဘူးလို့ပြောတာတုပ္ပတိကာရဆရာကကျေးဇူးဆက်လို့လွယ်တာနာလေးထလိုက်တော့ကျေးဇူးဆက်ဖို့မလွယ်တာ ကျေးဇူးကိုကြည်အောင်ဆက်ဖို့မလွယ်ဘူး။တနည်းပြတော့လွယ်လွယ်နဲ့တော့ကျေးဇူးဆက်လို့လွယ်လွယ်နဲ့ကျေးဇူးကြည်အောင်ဆက်လို့မရဘူး။တနည်းပြတော့တာမန်ကျေးဇူးဆက်ရတယ်တော့မကြည်နိုင်ဘူး။အထူးကျေးဇူးဆက်မှပဲကြည်နိုင်နေ။ရိုးရိုးကျေးဇူးဆက်ရတယ်မကြည်နိုင်ဘူး။ရှယ်ကျေးဇူးဆက်မှကြည်နိုင်နေပေါ့။ပြီးပါကျေးဇူးကြည်အောင်ဆက်ခြင်းရိုးရိုးဆက်မှလားရှယ်ဆက်မှလား။ရှယ်ဆက်ဘယ်လိုဆက်မှတော့ မိဘကျေးဇူးကိုလွယ်လွယ်နဲ့ကြည်အောင်ဆက်လို့မရပါဘူးတဲ့ချက်သားချက်သမီးတို့သားသမီးတယောက်ဟာမိဘကျေးဇူးကြည်အောင်ဆက်ချင်လို့ဆိုပြီးတော့အနှစ်တရာသက်တမ်းရှိတဲ့ကာလမှာအသက်တရာရှည်လို့အဲ့ဒီအနှစ်တရာပတ်လုံးအမေကိုဘယ်ပခုံးနဲ့တော့အမေနဲ့အမေပခုံးတစ်ခုထားရမယ်ဆိုတော့အမေနဲ့အမေဘယ်ပခုံးလို့ခေါ်တာတော့အဲ့ဒီတရားတော်ကကြားဘူးမှာပါ အသက်တရားအနှစ်တရားတက်တန်းရှိတဲ့ခေတ်ကာလမှာအခုလည်းပဲအနှစ်တရားတက်တန်းမှာပဲလူတွေကပြောကြတာကအနှစ်တရားဆိုရင်တစ်နှစ်ရောအနှစ်တရားဆိုတစ်နှစ်ရောဆိုပြီးတော့မြတ်စွာဘုရားပြိဋိပသနှစ်ပေါင်း2500ကျော်ပြီလူတက်တန်း85နှစ်တန်းနဲ့ပြောနေကြတာနော်ဟိုးဝတ္တန်တရားမင်းကြီးဘဝဥစဉ်လို့ရဲ့မြတ်စွာဘုရားဂေါတမဘုရားအလောင်းတော်ဝတ္တန်တရားမင်းကြီးဘဝပါရမီဖြည့်ကြတဲ့ကောကလူတက်တန်းဟာနှစ်တရားရမ်းပဲကုရတိလည်းနှစ်တရားရမ်းမှာပဲလူတွေရဲ့ အစာအသောက်အနေထိုင်ရာသီဥတုတွေပေါ်ခြေခံပြီးတော့သာတတန်နေရောတာတို့တိုးတာတို့ဖြစ်နေတာတဘာဝအရာကတော့နှစ်တရာတမ်းပဲရှိပါသေးတယ်။အဲ့ဒီလိုပေါ့နော်အနှစ်တရာကျင့်ရင်တစ်နှစ်ရောတယ်ဆိုတဲ့ဟာကလည်းပြိတ္တကတော့မှလုံးဝမလာဘူး။ဘုသူကစထွန်လိုက်ကြမသိဘူး။အခုချိန်ထိနှစ်တရာတမ်းမှာပဲ။အဲ့တော့အနှစ်တရာတမ်းမှာအသက်တရာရှိတဲ့သာသမီကအဲ့ဒီအနှစ်တရာပတ်လုံးအမေကိုလက်ဝဲပခုံးနဲ့တချို့ကလည်း ဟဲ့ဟာပခုံးနေကြက်ဘယ်ပခုံးဖြစ်မဲ့ထင်နော်ကလျာဏယူဝကုမိုးကျော်သူအမေကိုရှိခိုက်ဆရာတွေဟောခဲ့ပြီးမှာအမေကိုလက်ရပခုံးအဖေကိုလက်ဝဲပခုံးဒါလေးလည်းတတိပြုကောက်ချက်ချစရာလေးပဲနော်မာတပိတိဥပါဒနာဗုဒ္ဓဒါဒသာသင်္ခဟောမိဘပြည့်စုံလူကျွေးခြင်းဟာမင်္ဂလာပဲလို့ဟောတော်လဲပဲမာတာနဲ့ပိတိဘယ်သူကရှိရတော့မာတာကရှိတာ အဖေနဲ့အမေအမေနဲ့အဖေဘယ်သူကပူကြည့်သူကြီးတုံးဘယ်သူကပူကြည့်သူကြီးတယ်ကျေးဇူးဆက်တဲ့အခါမှာတော့ကျေးဇူးသိတဲ့အခါမှာတော့အတူတူပဲလို့ထားရမှာဒါပေမဲ့လို့ဦးဇင်းတို့ဟိုမင်းစာနန္ဒရိယကံ၅ပါးဆိုတာရှိတယ်လေအမေတတ်တဲ့ကံအဖေတတ်တဲ့ကံစသည်ဖြင့်နောက်သုံးပါတော့ခဏထားလိုက်အမေတတ်တဲ့ကံအဖေတတ်တဲ့ကံကံတစ်ခုသားတယောက်ကကျူးလွန်ထားပြီတဲ့ ေးတဲ့ခါကျတော့မေတ္တာတက္ကံနဲ့ဖေတ္တာတက္ကံဘယ်ကံကအကျိုးပေးမှာလဲနှစ်ခုကပြိုင်နေပြီနှစ်ခုလုံးကလည်းအနန္တရဘဝဒီဘဝကခေါ်တာကအနန္တရိယကံဆက်တိုင်းဘဝဒီဘဝကဒီအနန္တရဘဝနောက်ဘဝမှာအကျိုးပေးရမှာလေအမေတ္တာတက္ကံကလည်းရှိတယ်ဖေတ္တာတက္ကံကလည်းရှိတယ်ဒီကံနှစ်ခုသူ့အကျိုးပေးမယ်ကိုအကျိုးပေးမယ်နဲ့မဲခွဲကြပြီဘယ်သူကနိုင်သွားတော့ အဖေတက်တဲ့ကံမေတ္တကံနှစ်ခုလုံးရှိတာပဲတဲ့အဲ့ဒီမှာဘယ်ကံကအကျိုးပေးဆိုတော့အမေတက်တဲ့ကံကအကျိုးပေးတယ်တဲ့ဘာလို့ဆိုတော့အမေကျေးဇူးကပူကြီးမားတဲ့အတွက်အမေကိုတက်တဲ့အကုသကံကလည်းပူကြီးမားတယ်နှစ်ခုလုံးအမေတက်တဲ့ကံအဖေတက်တဲ့ကံသံဃာတင်ခွေတဲ့ကံဘုရားရှင်ကိုသူသိတဲ့အောင်လုပ်တဲ့ကံစသဖြင့်ချင်းကံ၅ပါးဟာအနန္တဘဝမှာအကျိုးပေးရလို့အတူတူဟောထားပြီးမယ်အဖေတက်တဲ့ကံမေတ္တတဲ့ကံနှစ်ခုကိုလည်းပဲအတူတူဟောထားပြီးမယ်ပူကျူပိုးအပြစ်ကြီးတာက အမေတက်တဲ့ကံအမေကကိုယ့်ဘဝမှာပူကျေးဇူးကြီးမာတဲ့အတွက် အမေကိုတက်တဲ့ကံကပူအပြစ်ကြီးတယ်။တက်တာနဲ့မကဘူးပေါ့လက်တွေ့ဘဝမှာလည်းပဲအဖေကိုပြန်ပြောရတဲ့အမေကိုပြန်ပြောတာဘယ်ကပူကျေးဇူးပြစ်ကြီးမလဲ။အမိကိုပြန်ပြန်ပူကြည့်ကိုဘောကျေးဇူးပူကြည့်လေအဲ့ဒီကျေးဇူးပူကြည့်တဲ့ပုဂ္ဂိုလ်မှာပြင်မာတဲ့အကုသိုလ်ကံကပူပြီးတော့ကြီးကျယ်လေပဲအမိကလည်းပဲအသက်40ကျန်တဲ့ကိုနဲ့တိတဲ့မိတ်ဆွေတယောက်ကလည်းအသက်40အမျိုးသမီးပဲလေ အမေပါရိုက်တာနဲ့ဟိုမိစေအသက်40ပါရိုက်တာနဲ့ဘယ်သူကပိုကြည့်ကြီးတော့အမေဟိုကလည်းအသက်40ဒီကလည်းအသက်40ပဲလေဟိုကလည်းမိမဒီကလည်းမိမပဲလေမတူဘူးလားဟိုကလည်းယုံနေမယ်ဒီကလည်းယုံနေမယ်လေအမေရဲ့ကျေးဇူးနဲ့ဟိုဘက်ကမိစေမျိုးသမီးတယောက်ရဲ့ကျေးဇူးနဲ့တူရတာမတူဘူးအမေကျေးဇူးကပို့ပြီးတော့ကြီးမာကျေးဇူးကြီးမာဆက်ကပစ္စုပန်ဘဝမှာမြင်နာထင်နာတဲ့ဟိုလိုကျေးဇူးကိုတည်းမဆုလို့ဘူး ကိုယ်အမေရဲ့အဖေရဲ့ဖြစ်လာပြီဆိုရင်တော့ထမင်းတစ်လုံးမှထမင်းတစ်စီးမှမကျွင့်ရင်နေပါစေ။လူတစ်စက်မှမတိုက်ဖူးရင်နေပါစေ။ဒီအဖေဒီအမေရဲ့အသေးသားနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်တိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုပဲတခြားကျေးဇူးတွေရှိရှိမရှိရှိ အသေးသားကျေးဇူးကတော့မရှိဘူးလား။ကိုယ်အသက်ထင်ရှားရှိနေတယ်မှာဒီအဖေဒီအမေရဲ့သေးသားကြောင့်အသက်ရှင်နေတာဖြစ်လို့အဖေရဲ့ကျေးဇူးအမေရဲ့ကျေးဇူးဟာရှိကိုရှိနေပါလေ။အဲကြမာတာပိတုပ္ပထာနံအမိကိုရှေ့ကထားတယ် ဂါထာသဘောတရားအရာဆန်းနေခိုင်းတာညီအောင်လို့ဆိုပြီးတော့ထားလာလို့ပြောမယ်ဆိုလည်းပြောလို့ရပါမယ်လို့အများအပြားတော့ဖိနေမယ်နှစ်ခုရှင်းပြပြီးဆိုတော့အမြဲတမ်းမာတာပိတုအမိနဲ့အဖလို့ပဲပြောတာပါပဲအရက်ထဲမှာကလည်းမိဘလို့ပြောတာလားဖမိလို့ပြောတာလားမာတာပိတုဆိုတဲ့စကားလုံးကြီးကြီးတော့ပဲရှင်းစရာတော့ကြီးကြီးရှိလို့ကြီးကြီးပြောကြတာဖြစ်မှာပေါ့မိဘလို့ပဲပြောတာမိဘကျေးဇူးလို့ပဲပြောကြတယ်ဖမိကျေးဇူးလို့မပြောကြဘူးဒါပေမဲ့လို့ပြည်သာခွဲပြန်တော့အဖေနဲ့အမေလို့ပဲပြောတာလားအမေနဲ့အဖေလို့ပြောတာလား အဖေနဲ့မေလို့ပြောတာသူ့နေရာနဲ့သူပေါ့မှတ်ပုံတင်မှာကျတော့အဖေနာမည်လားအမေနာမည်လားအော်ဒါဆိုရင်ဘာလို့အမေလေးလိုပဲလုပ်ကြတာတော့ကိုယ်ကိုင်ထားတဲ့မှတ်ပုံတင်မှာကအဖေနာမည်လားအမေနာမည်လားအဖေနာမည်အဲတော့ကရတရားမှတ်တာတည်းပဲပြောရမယ်ထင်တယ်နော်အဲလူတွေကအမေကျေးဇူးအမေကျေးဇူးနဲ့ပြောကြတယ်မှတ်ကရရောဆိုပြီးတော့မှတ်ပုံတင်ကြတော့အဖေနာမည်ပဲအသုံးပြုတော့တယ်လိုင်းစင်ပါရော ကားလိုက်စင်စောင်းမှာရောကားလိုက်စင်ကပ်ပြန်မှာရောအမိနာမည်လားအဖေနာမည်လားအဖေနာမည်ပဲနော်အဲ့တော့အနှစ်တရာအသက်တန်းရှိတဲ့အချိန်မှာအနှစ်တရာအသက်ရှိတဲ့သားသမီးကအမိကိုလက်ရနဲ့လဲဝဲဆိုတော့ဘယ်သာမြတ်တုံပြောရတာပဲမလုပ်ပါနဲ့ဟုတ်လားမြတ်စွာဘုရားရဲ့ဟိုလက်ရရန်လက်ဝဲရန်ဆိုမရှိဘူးလား အဲလက်ရရန်ကဘုသူတော်အရှင်သာရိပုတ္တရာလက်ဝဲရန်ကရှင်မမောကလန်လက်ရရန်ရှင်သာရိပုတ္တရာကဘာမှအသာဆုံးလဲပညာမှာအသာဆုံးလက်ဝဲရန်အရှင်မမောကလန်ကတကူမှအသာဆုံးလောကမှာတကူနဲ့ပညာဘယ်ဟာကပုံမြတ်လဲပညာကမြတ်တယ်ဒါကြောင့်မလို့ပညာအသာဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာကိုလက်ရရန်ထားတာဟိုဘေးရင်ယူဆပုံနာယူဆိုင်လို့မလောကသဘာဝကမြတ်စွာဘုရားရှင်ကလက်သက်ပြုတဲ့ဉာဏ်တော့အကုန်သိတာပဲလောကမှာ လောကတဘာဝလောကီပြင်းပညာဆိုတဲ့လောကီပညာတွေဆိုတာလေလောကမှာဖြစ်နေတဲ့တဘာဝကြည့်ပြီးတော့ပဲပြောတာပဲတကယ်တမ်းဆိုတော့ဗေဒင်ပညာမြတ်စွာဘုရားကြောင်းကျင်တဲ့ပုဂ္ဂိုလ်တော်မရှိတော့ဘူးနော်ဗေဒင်ပညာလည်းလို့မဟုတ်ပါဘူးလောကရဲ့ဓာတ်တဘာဝတွေကြည့်ပြီးတော့ဟုတ်တင်ချလေးလိုက်ကြည့်ပါမြတ်စွာဘုရားပိဋကမှာဆန္ဒဆိုတော့ဥပ္ပေါင်းတော်ကမျက်နာကဘယ်ဘက်မျက်နာမူတာတော့ကေကွာကွာပြန်ကြည့်တော့နော်မြောက်တို့တောင်တို့ရှိတယ်လေ အဲ့ဒါတွေကလည်းဟိုဉာဏ်မီးတဲ့လောက်သိမှန်သဘောနဲ့လည်းစဉ်းစားလို့ရှိရင်အဖြေတွေထွက်လာနိုင်တာပဲပရိသေဗံဆံဘေဒကုမျက်နှာမူအဲ့ဒီလိုမျက်နှာမူလိုက်ခြင်းကြောင့်နောက်ကြံရိပ်ပဲပုံကိုယ်တွေမှာဘလို့ကျေးဇူးရမလဲဆိုတာလေမြင်ပါလေအခုတရားနာပြတော့ညာအိတ်တဲ့ခါကျတော့ကတင်ခင်းတော့တောင်းနဲ့မြောက်တောင်းဘက်ကောင်းထားလားမြောက်ဘက်ကောင်းထားလားတောင်းဘက်ကောင်းထားတာဘာလို့တော့ ဘေရင်ဆရာကတောင်းမဲ့ကောင်းတာဆိုလို့လားတောင်းမဲ့ရက်ကမြတ်လို့လားအဲ့လိုကြတော့တွေ့သွားပြီအမှန်ကတော့ရဲမျက်နှာနဲ့ကသူ့ရဲမျက်နှာနဲ့သူသူ့ကောင်းကျိုးသူ့ဆွေကျိုးတော့ရှိတာကြီးပဲနော်တောင်းနဲ့တောင်းဘက်ကိုကောင်းထားမြတ်ဘက်ကိုခြေထောက်ထားတန်လိုက်တဲ့ကဘယ်နေပဲစီးတာတော့တန်လိုက်အင်ကြောင်းလေးကဘယ်ပြတာတော့ တန်တဲ့ကတောင်ဘက်ကနေမြတ်ဘက်ကိုစီးသွားတာအဲ့တော့တောင်တဲ့မြောက်တောင်ဘက်ကိုခေါင်းထားပြီးအဲ့လိုက်ချင်းကြောင့်တန်လက်တက်ကကိုယ့်ရဲ့ခန္ဓာကိုယ်အလျားလိုက်သူ့အဖြောင့်တိုင်းစီးသွားတော့သူ့ရည်ကံပြီးတော့ဂျမ်းမကြီးနဲ့ညီညွတ်တယ်။ဒါကဂျမ်းမကြီးရှုတော့ငါသုံးတတ်တာနော်။ဟိုလောဘီပင်ကြီးမင်းကပြောလို့မဟုတ်ဘူး။အာရှိနဲ့တောင်ထားရဲဆိုလို့ရှိရင်ကန့်လန့်ကြီးဖြစ်နေတော့ကတန်လက်တက်ကကိုယ့်ခန္ဓာကိုယ်ကန့်လန့်ကြီးစီးမသွားဘူးလား။ညောင်းတဲ့တောင်မြတ်ဘက်ခေါင်းထားလိုက်တဲ့ဆိုရင်လေခြေောက်ကနေဖြတ်စီးတော့ခေါင်းတွေဘာတွေမကိုက်ဘူးလား။ ဲ့တောင်ဘက်ကောင်းထားတဲ့ဆိုတော့တောင်တဲ့မြောက်မှန်ကတော့ကရင်ကိုရှေ့နောက်ထားအိတ်ထားတဲ့တောင်တဲ့မြောက်ထားပြီးအိတ်တာအကောင်းဆုံးပဲကိုခန္ဓာကိုယ်ရဲ့တန်တဲ့တည်းစီးဝင်သွားတဲ့အတွက်ဈာမကြီးအထောက်ကူရတယ်ငါကကပင်ကိုသွေးသားကဈာမကြီးတက်ခံအားနေနေတယ်ညံ့နေတယ်ဆိုရင်လေတောင်မြောက်ကောင်းထားတဲ့ဆိုရင်ဈာမကြီးကောင်းလာတယ်ဗေဒင်ဆရာကအေးတောင်မြောက်ကောင်းထားလိုက်ဟေးပြောလို့ထားဟာဒီဗေဒင်ဆရာသိတ်တော်တာပဲလို့ကောင်းမထင်နဲ့နော်တန်လိုက်တဲ့ကြောင့်အဲ့ဒီလိုအဖြစ်ပေါ်မြတ်စွာဘုရားတပည့်တော်ရန်တော်ချင်းဆိုတော့လောကသဘောတွေအကုန်လုံးပြီးပါတယ် လက်ရနဲ့လက်ဝဲလေးပဲကဲသမင်းစားတာနဲ့စားရတဲ့စွန့်တာနှစ်ခုမရှိဘူးလားကဲလက်ရနဲ့လက်ဝဲဟိုဒါရီလင်ညာဘက်ကမှညက်တယ်ဘယ်ဘက်ကတော့ရုပ်တယ်ဒါရီကလောကီယူစားတယ်ပဲသွားသွားစံထေရဝါဒနဲ့ဘာမှမဆိုင်ဘူးဆိုတော့ပယ်လို့ရပါမလားသမင်းစားတော့ညာနဲ့လားဘယ်နဲ့လားညာနဲ့ကြီးတက်ပြီးတော့တုတ်တင်ရှင်းလဲတော့ဘာလို့ညာဘက်နဲ့မတုတ်တင်တော့ အဲ့တော့ညာဘက်ကလည်းညာဘက်လည်းအလုံးဘယ်ဘက်ကလည်းဘယ်ဘက်လည်းလို့ဆိုတော့ဘယ်တန်ကတော့ချွေးညက်ထားပေါ့နော်ဘယ်တန်ကကျတော့ခမင်းစားတော့ဘာနဲ့စားမှလဲဘယ်နဲ့စားဒါဖြင့်ကဲဘယ်တန်ကဘယ်ဘက်နဲ့စားရကဲတုတ်တင်ရှင်းနေတော့ကြတော့ဟောဘယ်နဲ့ပဲလားအဲ့လက်ညာနဲ့ဝင် ဆရာကပြင်ပေါ်ရမှာဆင်းပြေတယ်လို့ပြောတာဆိုတော့ရှေးတောင်ရှေးတို့ဖြစ်နေပြီနော်အဲ့ဒါကြောင့်မလို့ဦးဇင်းကတရားသိကျူမစနာကျူစနာပိုးရှိသွားမှာဆိုလို့ပြင်ပေါ်ရမှာပြောတာတော့မှရှင်းရှင်းနေလို့လေအခြေခံဆက်လက်လေးတော့ကွာဆောင်းမလေးတစ်ခေါက်တော့ဖတ်ခဲ့ရတာပေါ့ဖတ်ခဲ့ပြီညံကသိမကောင်တော့အကုန်လုံးမှတ်မိကြမှာမှတ်မိမှာနော်အဲ့တော့အမေကိုလက်ရပခုံးမှတင်အဖေကိုလက်ဝဲပခုံးမှတင်ဒါလေးကြည့်လိုက်ရင်ကိုယ်ပဲမျက်စောင်တက်ရှင်ကိုတော်တိုင်းကအမေနဲ့အဖေအမေကျေးဇူးကြီးမားတယ်ဆိုတာတက်ပြီးပြူထားမှမထင်ရှားဘူးလား ထင်ရှားပါတယ်အဖေနဲ့မိကျေးဇူးကြီးတာမှန်ပါတယ်တကယ်တမ်းကျတော့ကိုယ့်ကိုအနီးကပြုစုစောင့်ရှောက်တာကအမေပဲအပြင်မှာပြုစုစောင့်ရတာခဏထားလိုက်ပါလေအဖေနဲ့အမေမိဘနှစ်ပါးရဲ့သွေးကြောင်ခန္ဓာလေးဖြစ်လာတယ်ဆိုပေမဲ့အဖေကခန္ဓာလေးနဲ့ပြီးသွားတာလေအမေကကြတော့ကဲကိုလာမလွယ်ထားရဘူးလားကဲကိုလာလွယ်ဆယ်လာပါဆိုတော့ကဲဆယ်လာလုံးတော့အမိဘနဲ့မှဒုက္ခမျိုးစုံခံပြီးတော့ကိုယ်တရေသားလေးလွယ်ပြီးတော့ပြုစုမစောင့်ရှောက်ခဲ့ရဘူးလား အစာတောက်ဒီဆင်းရဲရနေထိုင်ဒီဆင်းရဲရအသွားလာဒီဆင်းရဲရအိုးတွေးကြည့်တော့တော့ကိုမြင်ကြည့်ကြဘူးတောင်ကောင်းတယ်နော်ကိုခန္ဓာကိုအမေးကဝမ်းထဲမှာလွှဲထားရတာဘလောက်တောင်အနည်းရအထိုင်ရထက်လိုက်မလဲအဲ့ဒီထဲအထဲကကလေးဆော့ရင်ပူတောင်ဆိုးသေးတယ်နော်ဟိုတခါတည်းကတချို့မျိုးတွေပြောကြတယ်လေကိုသားသမီးပြောလို့ဆိုလို့မရဆုံးမလို့မရတအားဆိုးရစင်နင်းဟာဘိုက်ထဲမှာကလေးကအငြိမ်မနေတဲ့ကောင်နဲ့တကယ်ဟုတ်မဟုတ်တော့မသိဘူးပြောကြတာကြားဘူးတာလေ ။အိုးဟိုသားတော်ဆန္ဒတိတ်လိမ့်မှာလား။ဘိုက်မနာဘူးတဲ့။နင်းကြမှာဘိုက်ထဲမှာအညီမနေဆော့။ဘိုက်ထဲမှာကလေးကဆော့။အပြင်ကတော့လည်းတော်တော်ဆော့တယ်ကောင်နဲ့။ဟုတ်မှာပါတချို့ကြတော့လည်းမိမမေတ္တာပါ။ခလေးကခလေးလေးလှုပ်နေစင်ကိုမပြောဘူးလား။မနေခလေးလေးလှုပ်နေတဲ့ခလေးသားလေးသားလေးသမီးလေးသမီးလေးအဖေသားမသမီးမမသိတာနဲ့ကိုအပြင်နေချော့နေသေးတာပါ။မိဘကျေးဇူးရှိတော်ကတပိုင်းတက္ကနာထားပါမိဘကျေးဇူးဆက်လို့ကြည်မကြည်ဆိုင်နဲ့ပတ်သက်တာကတပိုင်းတက္ကနာထားပါမိဘကျေးဇူးကြောင့်ကတော့ပြောနေကြမှာလို့အာလုံးသိပြီးသားပဲနော် ဲ့တော့အမိဝမ်းထဲမှာလွန်ရတဲ့ကိစ္စလေးတခုကြီးလိုက်ရင်ကိုပဲအမိကျေးဇူးကပိုကြီးတယ်ဆိုတာမထင်ရှားဘူးလားပိုကြီးတယ်ဆိုတော့ဖေးလေးကစိတ်မကောင်းဖြစ်ဆရာမလို့ဘူးနော်ခုနဟာလေးပဲမှတ်ထားလိုက်ပေါ့အဲ့တော့အမိကိုလည်းရပခုံးမမတင်အဖေကိုလည်းဝဲပခုံးမမတင်အနှစ်တရာပတ်လုံးဒီအပေါ်မှာပဲရည်ရီချူပြီးတယ်ဒီဘက်မှာပဲတဏ္ဍာရီသိမ့်ပြီးတယ်အမွေးနဲ့နာရီလိမ့်ပြီးတယ်အမိဆိုလို့ရှိရင်လည်းပန်းလေးပန်းပြီးတယ်ပေါ့ ဒီပခုံးမှာမှာပဲထမင်းနေဟင်းနေခွန့်ကျွေးတယ်စဝဲတော့ဖွဲတွေကျွေးတယ်မွေးတယ်ပြုစုဆန့်ရှောက်တယ်အမေဖေညောင်းညာရင်လည်းဒီပခုံးမှာမှာတင်လိုက်ပြီးတော့နှိမ့်နေပေးတယ်အမေအမေကြင်ကြီးချင်းကစွန့်ခြင်းရင်လည်းဒီပခုံးမှာပဲစွန့်ခိုင်းလိုက်တယ်အဲ့ဒီလိုအမေနဲ့အဖေကိုပခုံးမှာကတစ်စက္ကန့်လေးတောင်မတစ်စက္ကန့်လေးတောင်မချဘဲနဲ့တသက်လုံးအနှစ်တရာဘလုံးပြုစုဆန့်ရှောက်တာတောင်မှမိဘကျေးဇူး မကြည်ပါဘူးတဲ့မိဘကျေးဇူးကိုဆက်ပြီးသားမဖြစ်သေးပါဘူးတဲ့နောက်ဆုံးကုံကုံပြောလိုက်မယ်ကိုေးတဲ့ကိုကစွန်းနိုင်လို့ကို့အဖေကို့အမေကိုတမြေပြင်းလုံးကိုအစိုးရတဲ့စက်ကြံမင်းကြီးဖြစ်အောင်စက်ကြံမင်းကြီးဖြစ်အောင်လုပ်ပေးတောင်မှမိဘကျေးဇူးမကြည်ပါဘူးတဲ့ ဒါပေမဲ့ချက်သားချက်သမီးတို့အားမလျှော့ပါနဲ့မိဘကြီးစုကြည်အောင်ဆက်တဲ့နီးငါဖះပေးပါမယ်ငါဖះပေါ်ထုတ်ပေးပါမယ်ဖះပေးလို့ဖះကဒီလိုဆိုင်ရင်ကျေသလိုကျေသွားတာမဟုတ်ဘူးတဘာဝတရားကြီးကိုပဲအဲ့လိုဆိုင်ရင်ကျေတဲ့သဘောဖြစ်နေလို့မြတ်စွာဘုရားကမြင်တဲ့အတွက်ပေါ်ထုတ်ပြလိုက်တာတရားတရားမရှိတဲ့မိဘတရားတရားရှိအောင်သီလမရှိတဲ့မိဘသီလရှိအောင်စွန့်ကျင်ပေးကံထူတိုင်းမှာနှမျောနေတဲ့မိဘစွန့်ကျင်ပေးကံထူတိုင်းဖြစ်အောင် အသိလိမ့်မှဉာဏ်ပညာမရှိတဲ့မိဘသို့မဟုတ်အသိလိမ့်မှဉာဏ်ပညာမပြည့်စုံတဲ့မိဘကိုအသိလိမ့်မှဉာဏ်ပညာရှိအောင်ပြည့်စုံအောင် လုပ်ပေးရင်မိဘကျေးဇူးကျေးပါတယ်။ပါဠိလိုလိုလိုလူရင်းတို့ရှင်းပြမစင်တော့တရားသီလစာကပညာတရားသီလတုဒ္ဒစာကပညာဆိုပြီးတော့ငါးမျိုးပြောတာလည်းရှိတယ်။ပိဋကတော်မှာတချို့နေရာတွေကြတော့တရားသီလစာကပညာ၄မျိုးပဲပြောပါတယ်။အဲ့တော့တရားမရှိတဲ့မိဘတရားရှိအောင်သီလမရှိတဲ့မိဘသီလမရှိသီလရှိအောင် စာကမရှိတဲ့မိဘစာကရှိအောင်ပညာမရှိတဲ့မိဘပညာရှိအောင်လုပ်ပေးရင်သို့မဟုတ်တရားရှိပြီးတဲ့မိဘတရားတူဝလာအောင်သီလရှိပြီးတဲ့မိဘသီလတူဝလာအောင် စာကရှိပြီးတဲ့မိဘစာက တူဝလာအောင်ပညာရှိပြီးတဲ့မိဘပညာတူဝလာအောင်လုပ်ပေးရင်မိဘကျေးဇူးကြည်ပါလေတူအောင်စာကနောက်ဆုံးအထွတ်ထိပ်ရင်းနဲ့ဆိုတော့ဘယ်ထိရအောင်လုပ်ပေးလိုက်မှလဲ။ ဘဝခန္ဓာတန်လျာကလွံ့မြောက်တဲ့အဆင့်ထိရောက်အောင်ကိုလုပ်ပေးလိုက်ရမှာခုတလောဆယ်ကိုရှိမှဒီဘဝမှာတန်လျာဘဝခန္ဓာတန်လျာကလွံ့မြောက်မသွားတောင်မှကိုလုပ်ပေးလိုက်တဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုကိုကြောင့်မိဘမှာဖြစ်ပေါ်သွားတယ်တရာသီလသုဒ္ဓဆာကပညာတနည်းအားဖြင့်တရာဝိရိယတတိသမารိပညာတရာသီလဆာကပညာလင်းမျိုးဟောပေးမယ်တကယ်တမ်းကတော့သူတော်ကောင်းတရားတွေကုသိုလ်တရားတွေအကုန်လုံးပါပါတယ်နော်ကိုကြောင့်မိဘမှာဖြစ်ပေါ်သွားတဲ့သို့မဟုတ်ကိုကြောင့်မိဘမှာတိုးပွားသွားတဲ့တရားသီလစာကပညာ ဒါနသီလဘာဝနာဝေယဝိသဓမ္မတဝနာဓမ္မဒေသနာဝိပဿနာဉာဏ်အဆရှိတဲ့ကုသိုလ်တရားသူတော်ကောင်းတရားတွေဟာဒီဘဝမှာမဉဏ်ပွင့်ရဆိုင်တဲ့အထိကျေစုမပြုတော့မှနောက်တစ်ချိန်မှာတော့မဉဏ်ပွင့်ရဆိုင်တဲ့အထိကျေစုမပြုနိုင်ဘူးလားကျေစုပြုနိုင်တယ်ဒီဘဝဒီခန္ဓာနဲ့ကိုအမိအဖကိုမဉဏ်ပွင့်ရဆိုင်အောင်လုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့မဆိုင်တော့မှမဉဏ်ပွင့်ရဆိုင်ရရဆိုင်ရအောင်ကြောင့်ကုသိုလ်ကောင်းမှုတွေတိုးပွားအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဒီဘဝကျေစုချေပါတယ် ဒါခုနမြတ်စွာဘုရားရှင်မိန့်တော်မူတဲ့စကားပါပဲနော်ဆရာမင်းကြီးပခုံးမော်တင်မိကိုလက်ရအဖေကိုလက်ဝဲပခုံးမော်တင်ပြီးတော့ဂျေဇုဆက်တောင်းမှမကြည်ဆရာမင်းဖြစ်အောင်လုပ်ပေးတောင်းမှဂျေဇုမကြည်တာဘာကြောင့်လဲဆိုတော့မိဘဂျေဇုကြီးမားလွန်လို့ပါအနည်းချက်ကမိဘဂျေဇုကြီးမားလွန်လို့ပါပေါ့နှုတ်ကြိုတိုက်ကြွေးခဲ့လို့ပါလူလာမြအောင်ဆောက်ရှောက်ခဲ့လို့ပါလောကကြီးအကြောင်းကောင်းကောင်းသိအောင်ညွှန်ကြားပြသပေးခဲ့လို့ပါဒီပါကျေးဇူးအကြီးဆန်းကြီးသဘောပေါက်ပြီနော်ဘယ်နှချက်တော့ တရာတရာသီလစာကပညာနဲ့ပြည့်စုံလို့ပြင်မိဘကျေစုကြည်ပါတယ်တရာမရှိတဲ့မိဘတရာရှိအောင်ဆိုတရာစရကဘာကိုပြောတာတော့အဲ့ဒါသာချေခေါ်လိုက်တော့ဘာပြောကောင်းမလဲကြည်ပြီးပေါ့တရားကနော်ဟုတ်လားတရားဆိုတာတိပိတာမပြောတော့ဘူး တရားဆရာရနာသုံးပါးကိုယုံကြည်တဲ့ကံကံရဲ့အကျိုးယုံကြည်တဲ့ရှိဘဝနောက်ဘဝယုံကြည်တာဒါကအခြေခံအဖြစ်ပေါ့ကိုယ်အစွမ်းစာကိုယုံကြည်တာဒီဘဝဒီခန္ဓာနဲ့မြတ်စွာဘုရားညွှန်ကြားထားတဲ့တတိပဋ္ဌာန်ဝိပဿနာအကျင့်တွေကိုကျင့်မယ်ဆိုရင်ဒီဘဝဒီခန္ဓာနဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်ဆက်ရောက်နိုင်တယ်လို့ယုံကြည်တာဖရာကုံတော်ပွားလို့ရှိရင်ကိုယ့်ရဲ့စိတ်တည်းမြင့်မြတ်လာတယ်ကိုယ့်ရဲ့လောရည်တည်းကြီးကျယ်လာတယ်လို့ယုံကြည်တာစသဖြင့် တရားပေါ်မှာယုံကြည်တာကတော့အများကြီးပေါ့ပြောနိုင်မယ်ဆိုရင်အခြေခံအဖြစ်တော့ကောင်းတာလို့ကောင်းတဲ့အကျိုးရမယ်ဆိုတာလို့ဆိုတဲ့အကျိုးရမယ်လို့ယုံကြည်တာဟာတရားတရားပဲဒီတရားတရားလေးမိဘမှာတိုးပွားလာအောင်လုပ်ပေးရမယ်တရားတရားမရှိသေးဘူးဆိုရင်လည်းအင်္ဂါရဲ့အကျိုးသဘောတရားလေးနားလည်အောင်ပြောပေးရမယ်ကိုကိုယ်တိုင်ပြောတာလက်မခံဘူးဆိုရင်လည်းလက်ခံနေဖြစ်စီမခံနေဖြစ်စီပေါ့လေတရားရင်ကြတဲ့သူ့မိဘတွေကမကြိုက်ဘူးလေ ဦးဇင်းရဲ့မိဘကျေးဇူးကြီးဆန်းနိစာကိုဖတ်ပြီးတော့တက္ကံတယောက်ကလာလျှောက်တယ်ရှင်ဖျားတယ်ရှင်ဖျားမိဘကျေးဇူးကြီးဆန်းနိစာကိုဖတ်ပြီးတော့တပည့်တော်ကအဖေနဲ့အမေသွားပြီးတော့တရားဟောတာငါလာဆရာမလို့နဲ့နင်မဲကျင်ဟုတ်လားငါလာပြီးဆရာလုံးနဲ့နင်မဲကျင်ဆိုပြီးတော့ပြန်ပြောခံရတယ်တဲ့မိဘကျေးဇူးကြီးဆန်းနိဆိုပေမဲ့အချင်းနဲ့အချင်းခံနေရာဒေသဆိုတာသိဖို့မလိုဘူးလားလိုတယ်မိဘတရားတရားချက်အောင်ဆိုပြီးတော့ခါရသွားပြီးတော့နားကြီးအောင်သွားဟော ငကိုတဲ့ကကိုနိုင်နေပြီပါဆိုလို့ရှင်နော်နေရင်ပိတ်အောင်မခံရဘူးလားပပိတ်ရိုက်ခံရမယ်ခြေထောက်နဲ့ဆောင်းကန်ခံရမယ်ငါဆရာလာမလို့နဲ့ဆိုပြီးတော့အဲ့တော့အဲ့ဒီပါဇက်ကသွားမပြောနဲ့ပေါ့အဖေဒီစာအုပ်လေးဖတ်ကြည့်ပါလားမမေဒီတရားစာအုပ်လေးဖတ်ကြည့်ပါလားသွားပေးပေါ့ဒါမှမဟုတ်ဒီတစ်ခွေလေးနားကြည့်ပါလားပေးပေါ့ဒါမှလည်းပြီးတဲ့တရားတစ်ခွေလေးကလည်းရှင်နေကြည့်ပေးဖို့လိုသေးတယ်နော်အဲ့ဒါဒကမလေးတရားဦးဇင်းတို့ကိုရိတ်တာနေတော့ကမသိခင်ဘာလို့ကြာမလဲဆိုတဲ့ခွေလေးခေါ်ထားတာလေ အဲ့ဒါသူ့အမေမွေးနေ့မှာအဲ့ဒါအမေမွေးနေ့မသိခင်ဘာလို့ကြောင်လဲတိတ်ခွေးသွားပြီးတော့ဟောမဆုခံရပါရောလားနင်ငါ့ကိုတော်တော်သိသိချင်းနေပြီပေါ့လေတဲ့ဟုတ်လားဟောအမေမွေးနေ့သွားပြီလေတိတ်ခွေးဟာမသိခင်ဘာလို့ကြောင်မလဲဖြစ်နေတာအချိန်နေချိန်ကနေရာဒီတိုင်းလေးကြည့်ရသေးတယ်နော်တရားမရှိတဲ့မိဘတရားရှိအောင်လုပ်ပေးပါအဲ့ဒီလိုသွားပေါ်သွားနေရာနဲ့တရားတိတ်ခွေးလေးတွေပေးတရားစာအုပ်လေးတွေပေးပြီးတော့လုပ်နိုင်ရင်တော့အကောင်းဆုံးပဲ တရားစရာကစိတ်ကြည်တာစိတ်ကလေးကြည်နေတာကိုတရားတရားလို့ခေါ်တာဘုရားရှင်ရဲ့ဂုဏ်တော်လေးပွားမဲ့စဉ်စိတ်လေးကြည်မလာနိုင်ဘူးလားအဲ့ဒါမြတ်ကိုယ့်ရဲ့မိဘနှပါဘုရားရဲ့ဂုဏ်တော်လေးပွားတတ်အောင်ကိုယ်ကိုယ်တိုင်ပြောပြလို့နားဝင်မဲ့မိဘဆိုလည်းပြောပြပေါ့တရားတစ်ခွေလေးရင်လည်းဖွင့်ပြတရားတစ်ခွေလေးဖွင့်ဖို့မိဘကိုတစ်ခွေလေးပေးလူတရားစာအုပ်လေးပေးလူဂုဏ်တော်ပွားနည်းနဲ့ပတ်သက်တာလေးပေးလှူနိုင်ပေါ့တရားတရားကိုတိုးဝါးစေတဲ့နေရာမှာတော့ဘုရားကုဏ်တော်ပွားခြင်းဟာ အကောင်းဆုံးပဲဘုရားကောင်းတာတကယ်ပွားကြည့်ပါမယုံရင်ပွားကြည့်ပါဂုံတော်ကောင်းပွားကြည့်ဆိုတာကအရဟံအရဟံအရဟံနဲ့ဒီလိုပါဠိကြီးရွတ်နေဖို့ပြောတာမဟုတ်ဘူးကိုကမြန်မာလူမျိုးဆိုတော့မြန်မာလူအတိပဲသိအောင်လုပ်ပြီးတော့မြန်မာလူပေါများရမှာဤလေသာကင်းစင်တော်မူသောမြတ်စွာဘုရားခုနဆိုခဲ့ပြီးပြီလေတကယ်ပွားတဲ့ခါကျတော့ဒီလောက်လေးတွေရမှာမဟုတ်ဘူးအသေးစိတ်ပွားရမှာကိလေသာက10ပါးရှိတယ်အကုသိုလ်စေတသိက်တွေနဲ့ပြောမယ်ဆိုတော့14ပါးရှိတယ်အဲ့ဒီ14ပါးလုံးရအောင်ကြက်ထားပြီးတော့တစ်ခုချင်းပွားရမှာ တခုချင်းမှာကိုယ်ပဲမြန်မာလူတိဗေတိကအများကြီးရှိသေးတယ်လောဘကင်တော်မူသောမြတ်စွာဘုရားကိတ္တတာ7ပါးထိတ်ဆုံးကလောဘအဲ့ဒီလောဘကလည်းမြန်မာလူတိဗေတိကျတော့လူကျင်နာတခုတည်းမဟုတ်တော့ဘူးလူကျင်နာဆွေလန်းနာတာယာရာနှစ်သက်တာညီကတ်တာတက်မက်တာတန်ရုံးစဉ်ဖြစ်တာအနှောင်ဖွဲ့ခြင်းဖြစ်တာစသဖြင့်အများကြီးမရှိဘူးလားလူကျင်နာနဲ့တက်မက်တာကိုတွေ့ရလားမတူစကလုံးကလည်းမတူသလိုလက်တွေဝါမှာဖြစ်နေတဲ့စိတ်ထဲမှာဖြစ်နေတဲ့သဘောတရားချင်းကလည်းမတူလူကျင်နာနဲ့ตาယာနေတာလည်းတူရဲ့လား တူဘူး။တာယာနေလည်းလောဘပဲလိုချင်တာလည်းလောဘပဲ။ပြီးတော့ဂုဏ်တော်ပွားတဲ့ခါကျတော့လောဘတစ်ခုတည်းတောင်မှအများကြီးပွားလို့ရတယ်။လူချင်းမှုတွေကင်းစင်တော်မူသောမြတ်စွာဘုရား။လူကျင်တဲ့သဘောနဲ့ဆက်ဆက်ချင့်ပွားလိုက်ပေါ့။တာယာမှုကင်းစင်တော်မူသောမြတ်စွာဘုရား။မြတ်စွာဘုရားဘယ်အာယုံပေါ်မှမတာယာတော့ဘူး။စရိယာချင်းပေါ့လေအသေးစိတ်ချင့်ပွားဂုဏ်တော်ပွားနေဟောတာတွေအများကြီးရှိပါတယ်။တန်ရုံးစဉ်ကင်းတော်မူသောမြတ်စွာဘုရား။ မြန်မာလူလေးတန်ရုံးစင်ကင်းတော်မူသောမြတ်စွာဘုရားကိုပွားလိုက်တဲ့ဆင်ဂုံတော်ပွားတယ်ဆိုတာကမိတ္တုကရနဲ့အတူတူပဲလို့ပြောခဲ့ပြီးပြီ။ဘုရားကုံတော်ဘုရားကုံတော်ဘုရားကုံတော်ပွားတယ်ဘုရားကုံတော်ပွားတယ်ဆိုတာကစီဝါတက်ဖို့ယာရုတိုးဖို့လူဝင်ဆန္ဒတွေပြည့်ဖို့အကျဉ်းစီတွေအောင်မြင်ဖို့မဟုတ်ဘူး။အဲ့ဒါတွေကဘေးထွက်ကောင်းကျိုးတွေနေနဲ့ရတာတကယ်တရားရဲ့အကျိုးကမြတ်စွာဘုရားရှင်ရဲ့တဏ္ဍာမရှိတဲ့အကြီးအသေးကောင်းတွေကိုယ်စိတ်ကိုယ်နှလုံးသားတွေကိုယ်ဘဝတွေကူးဆက်လာဖို့ပဲ။တန်ရုံးစင်ကင်းတော်မူသောမြတ်စွာဘုရားလို့ပွားလိုက်ခြင်းအပြင် ကိုယ်စိတ်ကိုယ်နှလုံးသားထဲမှာတန်ရုံစင်ကင်းတဲ့ဓာတ်တွေကူးဆက်လာပါတယ်။တန်ရုံစင်ဓာတ်တွေကူးဆက်ဓမ္မကြီးတယောက်ရှောက်ဖူးပါတယ်ရှင်များတဲ့။ဟိုဦးဇင်းတို့လက်တူကလက်ကန်းစာအုပ်လေးပဲဖတ်ဖူးတာ။နှလုံးသားမိတ်တူဆိုတဲ့စာအုပ်လေးဖတ်ဖူးတာ။ဖတ်ဖူးတဲ့အဲ့ဒီမှာဂုဏ်တော်ကိုမြန်မာလူပွားများရမယ်။ပွားဖို့ဆိုတဲ့ရှင်ဖြတ်ကလည်းမူနာလေးတွေပေးထားတယ်။အဲ့ဒီထဲမှာတန်ရုံစင်ကင်းတော်မူသောမြတ်စွာဘုရား။အဲ့ဒီမြန်မာဂုဏ်တော်မြန်မာလူဂုဏ်တော်လေးတပည့်တော်အရန်သဘောကြတယ်။အဲ့ဒါနဲ့တန်ရုံစင်ကင်းစင်တော်မူသောမြတ်စွာဘုရားတပည့်တော်မှာကလည်းတန်ရုံစင်သိကြည်တယ်။ သာသမီတန်ရုံစင်နေရဟိုသားကြောင့်လဲစိတ်ပူရဒီသားကြောင့်လဲစိတ်ပူရအမြဲတမ်းစိတ်ပူလောင်နေရတာဆိုတော့ရှင်ဖျားရေးထားတဲ့နှလုံးသားမိတ်သူဆောင်းမတဲ့မှာပါတဲ့တိုင်းတန်ရုံစင်ကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ပူလောင်ခြင်းကင်းစင်တော်မူသောမြတ်စွာဘုရားနဲ့မြမလူကြီးပဲတပိတော့တစ်ချိန်လုံးပွားနေတာအရင်ကမှဆိုရင်သာသမီကြောင့်ခဏခဏမျက်ရည်ကြရတယ်ဟိုသားကြောင့်မျက်ရည်ကြရဒီသမီးကြောင့်မျက်ရည်ကြရသာသမီကြောင့်ခဏခဏမျက်ရည်ကြရတယ်အခု စိတ်ပူလောင်ခြင်းကင်းစင်တော်မူသောမြတ်စွာဘုရား။တန်ရောစဉ်ကင်းစင်တော်မူသောမြတ်စွာဘုရား။အနောက်ဘက်မှန်သမျှမှလွတ်မြောက်တော်မူသောမြတ်စွာဘုရား။စသဖြင့်ချင်းမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏကိုတန်ရောစဉ်ကျင်းအနှောင်းဖွဲ့ကျင်းစိတ်အပူလောင်ကျင်းတဲ့သဘောတရားလေးနဲ့မြမတို့ရိုးရိုးရှင်းရှင်းနဲ့ပေါ်လိုက်တော့အခုတပြီတော့မျက်ရည်တိတ်သွားပြီ။ဘဲသားဘလူးဆူဆူဘဲတပြီဘလောက်မိုက်မိုက်တပြီတော့မှမျက်ရည်မကြတော့ဘူး။ဂုဏရဲ့တကူဘလောက်စွန့်ထားလဲနော်။အရဟံအရဟံယွနယွနဲ့အဲ့ဒီလိုအကျိုးတွေမလာပါဘူး။ တန်ရောင်းစဉ်ကင်းတော်မူသောမြတ်စွာဘုရားလို့ပွားလိုက်လို့ကိုကမြမစကားအမြဲသုံးလုံးနေကြဆိုတော့တန်ရောင်းစဉ်ကင်းတဲ့သဘောကိုကသိနေတာပဲတန်ရောင်းစဉ်ရဲ့အပူလောင်နဲ့ကိုသိနေတာတန်ရောင်းစဉ်ကင်းတယ်ဆိုတာလေးပေါ်တော့ကိုစိတ်ထဲမှာလည်းတန်ရောင်းစဉ်ကင်းတဲ့တက်ကလေးတွေကတဖြည်းဖြည်းချင်းစိတ်ဝင်စိတ်ဝင်ပြီးတော့ကူးဆက်လာတယ်တန်ရောင်းစဉ်ကင်းစင်တော်မူသောမြတ်စွာဘုရားတန်ရောင်းစဉ်နဲ့မရှိတဲ့အတွက်ကြောင့်ကိုပဲစိတ်ဘာဘသူကြောင့်မှစိတ်ပူလောင်မှုမရှိဘာအတွက်ကြောင့်မှစိတ်ပူလောင်မှုမရှိစိတ်ပူလောင်ရင်ကင်းစင်တော်မူသောမြတ်စွာဘုရားတော့ဘာကိုပဲ ကိလေသာကင်းတာကိုပဲတစ်ခုနဲ့တစ်ခုအကြောင်းကျိုးဆက်ဆက်ပွားလို့ရတယ်နော်စိတ်ပူရောင်းနေဆိုတာတန်ရောင်းစင်ကြောင့်စိတ်ပူလောင်ရတာမြတ်စွာဘုရားရှင်ရဲ့စိတ်အစဉ်မှာတန်ရောင်းစင်ဆိုတာဘာမှမရှိတော့ဘူးတန်ရောင်းစင်လုံးဝမရှိတဲ့အတွက်မြတ်စွာဘုရားရှင်မှာစိတ်ပူလောင်မှုလုံးဝမရှိဘူးတန်ရောင်းစင်ကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ပူလောင်ခြင်းကင်းစင်တော်မူသောမြတ်စွာဘုရားနဲ့အခြေခံပင်တိုင်းစကလုံးလေးကိုကင်ပြီးတော့ချက်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 ပြီးတော့ပွားသွားပွားသွားတဲ့အတွက်ကိုယ်စိတ်အစဉ်မှာတန်ရောင်းစင်ကင်းတဲ့ဓာတ်စိတ်ပူလောင်မှုကင်းတဲ့ဓာတ်တွေကူးဆက်လာပါလေ အဲ့ဒီတော့အရှင်ဘုရားရဲ့ဂုဏ်တော်တွေကိုတကယ်ပွားလာပြီဆိုရင်ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်တွေကောင်းမြတ်တဲ့လုပ်ရည်တွေကောင်းမြတ်တဲ့အကျင့်စရိုက်တွေကောင်းမြတ်တဲ့လက္ခဏာတွေကောင်းမြတ်တဲ့သူတော်ကောင်းအသွင်ပြင်းတွေကူးဆက်လာတဲ့အတွက်